တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA စနစ်ပြည်နှစ်ပတ်လည်နှစ်အထိမ်းအမှတ်အစီအစဉ်ဖြင့်ငြိမ်းချမ်းသောမြမအနာဂတ်တည်ဆောက်ခြင်းအလုံယုံဆွေးနွေးပွဲကိုနေပြည်တော်ရှိမြမပြည်ပြည်ဆိုင်ရာ Convention ဘုရားဌာနတဲ့ကြောက်စိမ့်ခမ်းမှမှာဆက်လက်ကျင်းပပါတယ်။ အဆိုပါလို့ရုံဆွေးနွေးပွဲသို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာရေးကော်မရှင်အဖွဲ့ဝင်နေဆိုင်ရာဝန်ကြီးဌာနနဲ့တိုင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းဖော်ဆောင်မှုညှိနှိုင်းကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရှာပြည် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငင်းငယ်ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်မှဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့ညှိနှိုင်းရေးကော်မတီဝင်များတက်မတော်အငိမ့်စားအရာရှိချင်းများတာမတ်ကြီးများနဲ့နိုင်ငံတကာမှဆွေးနွေးကြမဲ့ပြည်ပပညာရှင်များလေ့လာသူများပြစ်ခတ်တိုက်ခိုက်မှုရစေးရေးဆိုင်ရာပူးတဲ့စောင့်ကြည့်ရေးကော်မတီ GMC မှကိုယ်စားလှယ်များနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်များငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ဆောင်ရွက်သူများပါဝင်သင်ပါဝင်ထိုက်သူများအသိပညာရှင်တက်ပညာရှင်များပြည်ထောင်စုဝန်ကြီးဌာနများနဲ့အဖွဲ့အစည်းများမှညွှန်ကြားမှုချုပ်များတက္ကသိုလ်များမှပမောက္ခများအစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအစိုးရမဟုတ်သောပြည်တွင်းအဖွဲ့အစည်းများအသင်းအဖွဲ့ကိုယ်စားလှယ်များမီဒီယာများနဲ့လေးလာသူများတက်ရောက်ကြပါသည်။ အဲဒီနောက်ပြိပကဖြန့်ဖြည့်ရေးလုပ်ငန်းများနဲ့ရွေးကောက်ပွဲများမှာလူမှုပအဝင်ရေးစည်းရုံးများမှာနိုင်ငံရေးပါတီများရဲ့အခမ်းကဏ္ဍကိုပြန်လည်သုံးသပ်ခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်းအစီအစဉ်ဆောင်ရွက်ရာတဘာပတိကအဖွဲ့အမစကားပြောကြားပြီးထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံ၊အိန္ဒိယနိုင်ငံတို့မှပညာရှင်များကရွေးကောက်ပွဲဒေသန္တရအုပ်ချုပ်ရေးနဲ့ရွေးကောက်ပွဲအလွန်ရှေ့လုပ်ငန်းစဉ်များငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းအယက်သားများနိုင်ငံရေးပါတီများအယက်ဖက်အဖွဲ့အစည်းများနှင့်ငြိမ်းချမ်းရေးအကျိုးဆောင်များ၏အခမ်းကဏ္ဍ လူသားချင်းစာနာထောက်ထားမှုအထောက်ပံ့များယုံကြည်မှုတည်ဆောက်ခြင်းတတိယအုပ်စုမှဂျောင်းဝင်ဆစ်ဆက်ပေးခြင်းနဲ့အကျိုးဆောင်ခြင်းတို့နဲ့ဆက်လင်းပြီးရှင်းလင်းဆွေးနွေးကြပါတယ်။ ဆွေးနွေးမှုများပေါ်တက်ရောက်လာကြသူများကသိရှိလိုတာများမေးမြန်းဆွေးနွေးကြရာဦးဆောင်ဆွေးနွေးသူများကပြန်လည်ရှင်းလင်းဆွေးဖြေကြခြင်းသုံးသပ်ဆွေးနွေးခြင်းတို့ဆောင်ရွက်ကြပြီးအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းငယ်ဖော်ဆောင်မှုညှိနှိုင်းကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေးကဦးဆောင်ဆွေးနွေးကြတဲ့ပညာရှင်များအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပါတယ် မော်လပိုင်းမှာဆွေးနွေးပွဲတက်ရောက်လာကြသူများဟာအဖွဲ့နှစ်ဖွဲ့ခွဲပြီးဆွေးနွေးချင်းစီစဉ်ကိုဆောင်ရွက်ရာနိုင်ငံရေးကဏ္ဍမှာအဖွဲ့တစ်ကငြိမ်းချမ်းရေးတည်ဆောက်မှုအတွက်လက်နက်ကင်မဟုတ်သည့်လူမှုအတိုင်းဝန်းများအရဖတ်တိုင်းသားကောင်းဆောင်များလူမှုအဖွဲ့အစည်းများအမျိုးသမီးများလူငယ်များနဲ့အနာဂတ်မျိုးဆက်များရဲ့စွမ်းဆောင်ရည်မြင့်တင်ခြင်းမြန်မာနိုင်ငံ၏ငြိမ်းချမ်းတာယာသောအနာဂတ်တည်ဆောက်ရန်အတွက် နိုင်ငံ၏လက်ရှိပကတိအခြေအနေနဲ့လက်တွေ့ကြကြရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို photo chaina salim bilang စီးပွားရေးကဏ္ဍမှာအဖွဲ့နှစ်ကမြန်မာနိုင်ငံ၏ငင်းချင်းရေးလုပ်ငန်းစဉ်တွင်ငင်းချင်းရေးတိစောက်ခြင်းနှင့်အမျိုးသားပြည်လဲတင့်မြင့်ရေးဆောင်ရွက်ရ၌ပထဝီစီးပွားရေးဆိုင်ရာခွင့်လန်းများကိုဖော်ထုတ်ခြင်းစီးပွားရေးလုပ်ငန်းများ၏အခန်းကဏ္ဍကိုမြင့်တင်ခြင်းနှင့်အိမ်နီးချင်းနိုင်ငံများဒေသတွင်းနိုင်ငံများနိုင်ငံတကာဖွဲ့စည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မဲ့နည်းလမ်းများဖော်ထုတ်ခြင်း မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းသာယာသောအနာဂတ်တည်ဆောက်ရန်အတွက် နိုင်ငံ၏လက်ရှိပကတိအခြေအနေနဲ့လက်တွေ့ကျကျရှေ့ဆက်လက်ဆောင်ရွက်သင့်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဖော်ထုတ်ခြင်းတို့နဲ့ဆက်လင်းပြီးလက်ကောင်းဆွေးနွေးကြရာတပံပတိများကအမှားစကားများပြောကြကြပြီးဦးဆောင်ဆွေးနွေးသူများကသက်ဆိုင်ရာခေါင်းစဉ်အလိုက်ဆွေးနွေးကြကတက်ရောက်လာကြသူများကအမြင့်သဘောထားများဆွေးနွေးခြင်းမေးခွန်းမေးမြန်းခြင်းဦးဆောင်ဆွေးနွေးသူများကပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ဆောင်ရွက်ကြပါသည် ဒါအပြင်ဆွေးနွေးပွဲမှာမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းသာယာသောအနာဂတ်တည်ဆောက်ရန်အတွက်လူဆွမ်းအရေးမြင့်များစွမ်းဆောင်ရည်မြင့်တင်နိုင်ရင်ပထဝီစီးပွားရေးဆိုင်ရာအခွင့်အလမ်းများပေါ်ထုတ်၍စီးပွားရေးအခန်းကဏ္ဍမြင့်တင်ရေးနဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းများကိုနိုင်ငံရဲ့လက်ရှိပကတိအခြေအနေနဲ့လက်တွေ့ကြကြဆက်လက်ဆောင်ရွက်ရည်ရွယ်နဲ့ဆက်လင်းပြီးလဲအသေးစိတ်ဆွေးနွေးကြပါတယ်။ အဆိုပါဆွေးနွေးပွဲကိုအော်တိုဘားလ18ရက်နေ့မှာဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ